စားချက်ပြီးတော့လာဖြည့်တယ်လို့ဖြစ်ခဲ့ပေမဲ့လည်းမျက်ရနာဆိုမေးစွနီပါမြမဝင်းနာဖြစ်သွားရတဲ့အကြောင်းရင်အလုံးမဲမိကလာပါဆယ်လီတိုင်းညူပေးကနေပြန်လေးကျူဆူလိုက်ပါရင်မေးစွနီပါမြမ2025ပြန်ပွဲကြီးဟာကျင်းပပြီးပြီဆိုပေမဲ့လည်းထပ်ပေါ်လာတဲ့ရှားလက်တွေနဲ့ပတ်သက်ပြီးတော့မသိနေကြတဲ့သူတွေလည်းရှိနေပါသေးတယ်မေးစွနီပါမြမ2025ဆိုပြီးဦးလင်းလာမယ်မျက်နာဆိုကရရှိသွားပေး first runner အဆုကိုဟာခလာမယ်နနာကရရှိခဲ့ပါရင် second runner အဆုကိုစစ်တွေလာမယ်ခိုင်းဆွေစင်သိမ့် တာရနာအဲစုကိုမိထီလာကိုစားပြုအလာမေဇွန်လိုင်းဝင်းထိန်ဖော့စ်ရနာအဲစုကိုမိုးကုတ်ကိုစားပြုအလာမေမျိုးကုတ်ကိုစမ်းတဲ့ဖစ်စကန်အရနာစုကိုမြကြီးနာကိုစားပြုအလာမေတို့ကရရှိသွားခဲ့ပါရီဝင်းနာစုကိုရသွားခဲ့တဲ့ပြူးနယ်လာမေလေရဲနာစုက question and answer ကိုဖြည့်ဆို့ချိန်မှာအားနည်းချက်များစွာရှိခဲ့တာကြောင့်ဒီစုနဲ့မထိုက်တန်ကြောင်းပြန်ပွဲပြီးတဲ့ညမှာတင်ပြောဆိုနေခဲ့ကြတာပါရဲနာစုဖြည့်ဆို့တဲ့ပုံစံကတော့စာချက်ပြီးတော့ဖြည့်ဆို့ရနေတူနေခဲ့ပြီးအခြားသောနာမေတွေနဲ့အယံကွာခြားနေခဲ့ပါရီ မြေကြီးနာလာမယ်ဟာကာလာမယ်စစ်တွေလာမယ်တို့ကစကားပြောကောင်းပြီးနိုင်ငံတကာနဲ့ရှင်ပြိုင်နိုင်လောက်အောင်လေ့ကျင့်ထားတာဖြစ်ပေမဲ့လည်းညင်နာဆိုရဲ့စကားပြောစွမ်းရည်ကိုတော့အားမရခဲ့ကြပါဘူးသူစားဟာကာလာမယ်နဲ့စစ်တွေလာမယ်တို့ကပဲရှားသွားတဲ့လို့ပြောနေကြပေမဲ့လည်းညင်နာဆိုမှသူမတူတဲ့ရည်ချင်းကလည်းရှင်နေခဲ့ပါတယ်ပြိုင်ပွဲတစ်ချောင်းမှာညင်နာဆိုဟာပေါပေါတိတိမနေခဲ့ပဲစူးစမ်းရမယ့်အရာတခုတည်းကိုပဲအာရုံစိုက်ခဲ့ပါတယ်အချိန်မကုန်သေးတဲ့နေရာမှာအကုန်မခံခဲ့တာကြောင့် ပြန်ပွဲမှာတော့ဆူရမယ်လို့နမဲကြီးနေတဲ့အခြားသောလမယ်တွေကိုချော့တက်သွားခဲ့တာပါပြန်ပွဲမတိုင်ခင်တညမှာသူရဲ့အလှတွေကိုတတိထားမိသွားပြီး grand final မှာတောက်ပေါဆုံးဖြစ်သွားပါတယ်ရဲနာဆိုကရုပ်ရည်ကလည်းလှပတယ်လို့ရန်မောင်းနဲ့ကတ်တဝါကလည်းပြပြည့်စုံနေခဲ့ပါတယ်စင်ဆူရောင်းမှာလည်းကျော်ရှင်းတဲ့အလှကိုပြသနိုင်ခဲ့တယ်လို့အီဗနီဂရမ်မှာလည်းစက်တရေရှိတဲ့အလှစစ်တွေကိုပေါ်လွင်စေပါတယ်ရှင်ပြိုင်နေရလို့မထင်ရပဲသူရဲ့အလှမှာမျောသွားခဲ့စားပြီးတော့မျိုးစိမ့်စိမ့်အလှမယ်လေးကအာယုံဆိုင်မှုကိုဖန်ဆာနိုင်ခဲ့ပါတယ် ီလိုချက်တွေကြောင့်မြန်နာစွာဝင်းနာစုကိုရသွားခဲ့တာဖြစ်ပြီးနိုင်ငံသားကိုတော့မပြိုင်ခင်မှာတော့ဘာသာစကားနဲ့ပတ်သက်ပြီးတော့တိချလေးကျင့်သွားမှာပါမြန်နာစွာက National ကော်ကျူးပြိုင်ပွဲမှာလေရထားလုံးဝတ်စုံလေးနဲ့ရှင်းပြိုင်ခဲ့သူဖြစ်ပြီးတော့အဲ့ဒီတည်းကသူ့ရဲ့အလောက်ကိုတည်ထားမိခဲ့ကြပါရင်မြန်နာစွာတန်ငယ်သေးတယ်လို့ဒီနေ့မှပဲအလမေပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့သူဖြစ်ပါရင် အရှင်နယ်ဒိုက်တာဖြစ်တဲ့ဒေါ်စောယူဝေကငငယ်ရွယ်နဲ့လှပတဲ့အလှမယ်လေးကိုရွေးချယ်တဲ့သူဖြစ်ပြီးတော့ဒီနေ့မှရွေးချယ်တဲ့မျက်နာဆိုကအလှပပိုင်းမှာတော့ပြည်သက်တဲ့စိတ်တိုင်းကြောက်တော့တဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားပါရည်။မျက်နာဆိုဒိဟာကာလာမေနန္ဒာနဲ့စစ်တွေလာမေခိုင်ဆွေစင်တင်းတို့ကဝင်းနာစုကိုပို့ပြီးတော့ထိုက်တန်နေဆိုပေမယ့်ဒီပြိုင်ပွဲကိုကဲဖြတ်တဲ့သူတွေကတော့တညီတညိုထဲပဲမျက်နာဆိုကိုရွေးချယ်လိုက်တာပါ။မျက်နာဆိုရင်နာမည်တစ်လုံးနဲ့ပဲကြွားချတဲ့ခင်နာဆိုကတော့တော်တန်းနေပဲခြေနဲ့လိုက်ရပင် ကျမကလိုချင်တဲ့ရာကိုရအောင်ယူတတ်တယ်ဆိုတာကြောင့်2029ခုနှစ်မှာမေဆူနီဘာကိုပြန်လာအောင်မယ်လို့ပြောသွားခဲ့ပါတယ်။မြို့ကိုကိုဆန်ကတော့ postwinner အစုကိုရသွားတဲ့အတွက် NGPD အတွက်ကုန်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးဒီပြိုင်ပွဲကိုဝင်ပြိုင်စဉ်လို့တိမ်မောင်၄တောင်ဒီပါကုန်ကြခံကပြုပြင်ခွဲစိတ်ထားရကြိုးနဲ့သွားခဲ့ပါတယ်။မေဆူနီဘာမြန်မာ2025ပြိုင်ပွဲမှာဝင်းနာစုကိုရသွားတဲ့ပြည်ဦးလင်သူလေးမျက်နာဆိုတာဒီစုနဲ့ရောထိုက်တန်ရလားနိုင်ငံเจ้าမှာသွားပြိုင်ရင်သူ့ကိုအားပေးကြမှာလားဆိုတာကွန်မန်မှာပြောခဲ့ပေးပါဦးရှင်။